ွားမယ်နေဖြစ်တယ်ဆိုတော့တိုင်းမဲ့ကျမတို့တယောက်ချင်းစီတိုင်းမှာဒီနေ့မှာကျမတို့မတက်ချင်လဲတက်ရမယ်အချိန်တွေကတိုးပို့တဲ့ဟာလေးရှိတယ်ပေါ့နော်ငင်းလို့မရတဲ့ဟာလေးရှိတယ်ကျမတို့ငင်းလိုက်လဲဆိုရင်တော့လူငင်းတာထက်ကျမတို့ဘာငင်းလဲဆိုဘုရားကိုငင်းတယ်လို့ခံစားရတဲ့ဟာပို့ပြီးတော့မှစိတ်ထဲမှာစင်မပြေဖြစ်တယ်ပေါ့နော်အဲ့ဒီခါကျတော့ဟိုမတက်ချင်လဲပဲဘုရားအတွက်မှာ ဝန်တာရှိနေတယ်ပေါ့နော်အဲ့ဒီဟာကကျွန်တော်တို့လာပြီးတော့စကားပြောနေအတွင်းထဲကနေခံစားတော့မတက်ချင်လဲတဲ့ပေါ့နော်ဒါပေမဲ့တော့တက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့မှတာဝန်ရှိပါတယ်ကျွန်တော်တို့တက်နိုင်ဆုံးဟိုဘာဘောနော်အတင်းတော်မှာကျွန်တော်တို့ဘာပြောပြရမလဲပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဖျားစီမှာတာဝါတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပတ်မှာကတော့ကျွန်တော်တို့အာရခါတယ်ပေါ့နော်ခေါင်းစဉ်ကတော့ vision ပေါ့နော် vision ကိုကျွန်တော်တို့ရဲ့ပေါ့နော်အာ ေါင်းဆောင်ဖြစ်တဲ့အမ်ဘောနော်ဖိနက်အတဘီကသူက vision နဲ့ပတ်သက်ပြီးတော့ပြီးပြောဖို့ပေါ့နော်ပြီးခဲ့တဲ့လမှာဆိုတော့ Elizabeth တို့ကတော့ခုနကတော့ worship နဲ့ပတ်သက်ပြီးတော့မှအဲ့ဒီနဲ့ပြောမှာပေါ့နော်အဲ့ဒီခါလေးပြောကြတယ်ဆိုတော့ကျွန်မတို့ကတော့ vision နဲ့ပတ်သက်ပြီးပြောမှာဖြစ်တယ်ပေါ့နော်ဆိုတော့ vision လို့ပြောတဲ့ခါကျတော့အမ်ဟောကျွန်မလည်းပေါ့နော်စဉ်းစားတယ်အော် vision ပြောမယ်ဆိုတော့ဘာပြောရမလဲပေါ့နော် ဟိုပြောစရာတွေကတော့ဟိုလိုက်ဖိုင်တော့အများကြီးပဲဒါပေမဲ့ကျွန်တော်တို့ကအတင်းတော်ထဲမှာတကယ်ပဲတင်းတော်ထဲမှာရှိတဲ့မိသားစုတွေတိဆောက်စရာဖြစ်တဲ့ဟာပဲကျွန်တော်တို့ကဘုရားပေးတဲ့ဟာကိုဖွင့်ပြတော့ပြောအောင်ဖြစ်တယ်ဆိုတော့ကျွန်မကစန်းစာဖတ်နေတာတတိယအချိန်မြောက်ပေါ့နော်အဲစန်းစာဖတ်နေတဲ့အခါမှာကျွန်မဖတ်တာအမှန်မှရောက်သွားပြီလို့ဆိုတော့တမန်တော်ကရောက်နေတယ်ဆိုတော့တမန်တော်မှာရောက်တဲ့ခါကျတော့တမန်တော်ရောက်နေတဲ့ခါမှာကျမဖတ်တာရက်သွားတယ်ရက်တယ်ဆိုတော့ကျမဟိုကလေဖတ်နေတဲ့ဟာကိုဟိုပုံမှန်လေးကျမမဖတ်ဖြစ်ပဲနဲ့ ဖြက်ွက်တာနည်းနည်းများလာတယ်။ဖြက်ွက်တာနည်းနည်းများလာတဲ့အခါမှာကျမကအဲ့ဒီတမန်တော်ကကျမဖတ်နေတဲ့အခန်းကိုကျမရက်ထားပြီးတော့ကျမဟိုလျှောက်ဖတ်ကျုံတူလို့ဖတ်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဟိုဟိုနည်းနည်းပြောမယ် consistent ဖြစ်ဖြစ်တာနည်းနည်းပြက်ွက်လာတယ်ပေါ့နော်အဲ့လိုစိုက်မှဆိုနည်းကိုကိုကိုတိနေတယ်တိနေတယ်ဝိညာဉ်တွေကတော့တိနေတယ်ဒါပေမဲ့ဒါပေမဲ့တော့ငါဖျားနဲ့ချိန်နေပါသေးတယ်ပေါ့အဲ့အဲ့လိုမျိုးပေါ့နော်ကျမတို့လိုဖြစ်နေတယ်ဆိုတော့အဲ့ခါမှာကျမကဒါဆိုလို့ရှိရင်တော့ division နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုတော့ကျမ ကျွန်မစဉ်းစားလို့မရဘယ်ကြမ်းပိုက်ကိုသွားပြီလဲကျွန်တော်မသိဘူး။အဲ့လေကျွန်မအော်ငါတမန်တော်ဖတ်နေတယ်။ဆိုတော့ငါဖတ်တဲ့နေရာလို့ပဲငါကြီးလိုက်မယ်ပေါ့နော်။အဲ့ဒီကနေရောက်တဲ့နေရာမှာငါ့ကိုဖျားစကားပြောစီချင်တာရှိလားပေါ့။ကျွန်တော်ကျွန်မကလာလိုက်တဲ့ခါကျတော့ကျွန်မဖတ်တဲ့နေရာဘက်မှာရောက်နေလဲဆိုလို့ရှိရင်တမန်တော်ဝတ္ထုခန်းကြီးကိုဖြစ်တယ်ပေါ့နော်။အဲဆိုတော့တမန်တော်ဝတ္ထုကအဲအဲ့ဒီကျမ်းပိုက်က အကလုံးလေးတိထားပါပြီအပားကြီးလေးခဏခဏအဟို reference ပေါ့နော်လုပ်နေတဲ့ကြံပိုက်လေးဖြစ်တယ်ပေါ့နော်အရှင်ပေါ်လူရဲ့အသက်တာပေါ့နော်ရှင်ပေါ်လူရဲ့အသက်တာပြောင်းလဲတာပေါ့နော်ရှင်ပေါ်လူရဲ့အသက်တာပြောင်းလဲခြင်းပြောတယ်ဒါပေမဲ့ကျွန်မဗာလိုက်ရှာလေးဆိုတော့ဒီကိုမှာရှင်ပေါ်လူတက်တာပြောင်းလဲတာကတော့ဟိုခရီးရ9တိတယ်နော်အားလုံးကတော့ရေပွင့်ရဖြစ်တိတယ်ဒါပေမဲ့ဒီကိုမှာ vision နဲ့ပတ်သက်တာများပါလားပေါ့ဆိုတော့ကျွန်မကရှာဘာဖြစ်လို့ဆိုတော့ဒီမှာရောက်နေတယ်ဆိုတော့ ဖျားပြောစီခြင်းများခုခုများရှိမလားဆိုတော့တကယ်ပဲကျမရက်ထားတဲ့ကျမိုက်ဖက်ပင်းနဲ့အပတ်နဲ့ချီရက်ထားတဲ့ကျမိုက်တမန်တော်ကိုမာကျမတို့ vision နဲ့ပတ်သက်တာပါလားဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့အတူတူကအနည်းနဲ့စင်ချင်းပဲပေါ့နော်တမန်တော်ကိုတစ်ကနေ31ပေါ့နော်ဆိုတော့ကျမတို့အတူတူက ဖတ်လိုက်မယ်ပေါ့နော်အချိန်တော့အမှန်တော့ကျမတို့10မိနစ်ကနေ15မိနစ်ပဲဒါပေမဲ့ကျမတို့တက်တက်ကလေးပေါ့နော်ဖတ်လိုက်ပြီးကျမတို့နည်းနည်းဟိုကျမတို့အတင်းတော်ရဲ့ vision နဲ့ပတ်သက်ပြီးတော့လေကျမနည်းနည်းချိန်ပြီးတော့ပြောချင်တာရှိပါတယ်လို့ဆိုတော့အားလုံးပဲပေါ့နော်1 2 3တို့ရရဆောလူဒီတင်ပြားဤတော်သားကိုချိန်ချောက်၍တတ်တက်ရန်စိတ်ကြင်ကြနေသည်သူသည်ပြောရင်းချန်သွား၍ ခရစ်တော်၏တရားလမ်းသို့လိုက်တော်မျိုးသားမျိုးသမီးများကိုတွေ့ရှိပါကဖန်ဆီး၍ယေရုရှလင်မြို့သို့ခေါ်ဆောင်လာ၏တွင်ဒမစကမြို့ဂျူဝတ်ပြုဆောင်ရာပါသာဗျာရေးပြရန်ကောင်းသည်ရှိ၏ဒမစကမြို့ဤသို့ရောက်တော်အခါကောင်းကင်မှအလင်းသည်သူ၏ပတ်တွင်ရုတ်တရက်ထွန်းတောက်မိ၏ ူဒီမြေပြင်ပေါ်သို့လဲကျသွားပြီနော်ရှောလူရှောလူငါ့ကိုအပေးချောင်းမြင်ပန်းလက်ဆက်သမီးဟုသူအားပြောဆိုသောစကားတန်ကိုကြားရ၏ရှောလူကလည်းတခင်ကိုတော်ဒီမိသူဖြစ်ပါသမီးဟုရှောက်၏တို့တန်ရှင်ကငါဒီသင်ရင်ပန်းလက်ဆက်နေသောယေရှုဖြစ်၏သို့တော်လည်းထာဝရမြို့ထဲသို့ဝင်တော်သင်မိသောဆောင်ရွက်ရမည်ကိုပြောပြလိမ့်မည်ဟုတုံ့ပြန်တော်မူ စတောလူနှင့်ဒူခီးသွားကြသောသူတို့သည်အတန်ကိုသာကြား၍မိသူကိုများမြင်ရသောကြောင့်နှုတ်ဆက်အံ့ဩလျက်ရနေကြ၏စတောလူသည်ဒေဗိမာထ၌မျက်စိကိုဖွင့်တော်လဲမိသည့်အရာကိုများမြင်ရပြီထို့ကြောင့်သူတို့တို့ကသူ့အားတွဲခေါ်၍ဒမစကမြို့သို့ခေါ်ဆောင်သွားကြ၏သူသည်၃ရက်တန်တိုင်မျက်စိပွေပြီးမစားမတောက်ပဲနေလေ၏ ထိုဒမတ်စကမြို့တွင်အာနာနိမရှိသောတပည့်တော်တို့ရှိ၏တပည့်များကသူအားယူပါယုံတွင်အာနာနိဟုခေါ်ရသူကအကျွန်ုပ်ရှိပါ၏တခင်ဖျားဟုရှောက်၏တခင်ဖျားကသင်သည်ထား၍လမ်းဖြောင်းခေါ်သောလမ်းကျဲသို့သွားတော်သူနေရာရှိယူဒာ၏အိမ်တွင်ဒါရှုမြို့သားရှောလူမည်ရှိသောသူကိုရှာတော့ယခုသူသည်စုပေါင်းနေသည်။သူမျက်စိပြောင်းလျက် အာနာနိမိရှိသူဝင်လာ၍သူ့ပေါ်လက်တင်ချောင်းကိုယူပါယုံပင်မြင်ရသည်ဟုမိန်တော်မူ၏သို့တော်လည်းအာနာနိကသခင်ဖျားထိုသူသည်ယေရုရှလင်မြို့တွင်ယုံကြည်သောသူတို့အားမိမြဆိုးရွားစွာပြုခဲ့ချောင်းကို လူများထံမှကျွန်ုပ်ကြားသိရပါသည်ဤဒေသတွင်လည်းသူသည်သခင်ပြား၏အမည်နာမတော်ကိုအမည်ပြုဆုတောင်းတော်သူရှိသမျှတို့ကိုတန်းစီချုံနောင်ရသည် ယေပရောဟိတ်ကောင်းဆောင်များထံမှအခွင့်အာဏာရရှိထားပါ၏ဟုပြော၏သို့တော်လည်းသခင်ဖျားကတော်လောထိုးသူသည်လူမျိုးခြားများဘီးင်းများ၏အစွေးလူမျိုးများတို့ရှိပြီငါအကြောင်းကိုပြောကြရန်ငါရွေးကောက်ထားသောတစားတလားဖြစ်၏သူသည်ငါမိနာမကြောင့်မိမြဒုက္ခခံရမည်ကိုငါကိုယ်တိုင်သူ့အားပြမည်ဟုမိန့်တော်မူ၏ထိုးကြောင့်အာနာနိတိတော်၍အိမ်ထဲသို့ဝင်လေ၏ သူ၏လက်ကိုရှောလူပေါ်သို့တင်လေ။ငါမည်ရှောလူတင်လာတော်မူ၍တင့်အားကိုတင်ပြတော်သခင်ယေရှုကတင်းရစီတင်းရစီရန်၏။တင့်ကိုတတ်ရှင်သောဝိညာဉ်တော်၏ပြဝစီရန်။အာရှင်လွတ်လိုက်ပါသည်ဟုပြောဆို၏။ချက်ချင်းဖြင့်မာကြီးခွန်ရဲသို့တော်အရာ၏။ရှောလူ၏ပြစီမှပါကြ၍မျက်စိပြမျက်နေ၏။ ်ထိုအခါသူသည်ထား၍မြစ်ချင်းမင်္ဂလာခံ၍ပြီးနောက်အစာစားသဖြင့်ခွန်အားပြန်လည်ပြည်မိကျွန်တော်လည်းလက်ထားမယ်နော်ကျွန်တော်ဒီမှာကျွန်မ vision ဆိုတဲ့ရာနှစ်ခုကျွန်မတွေ့တာပါနော်ပထမကတော့ဒီသူတမစကမြို့ကိုလာတဲ့လမ်းမှာဖះကနေပြီးတော့သူ့ကိုအရင်အားဖြင့်ပေါ့နော်အဲ့ဒီမှာသူရခဲ့တဲ့ယူပါရုံတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီမှာ သူရဲ့မျက်စိကွယ်သွားဒီအလင်းကဘလောက်တောက်ပါလဲဆိုတာသူရဲ့မျက်စိကွယ်သွားတယ်ခုနကျမတို့ဒါခဏခဏကြားတယ်ဆိုတော့ကျွန်တော်လည်းနည်းချုပ်ပါတော့ဆိုတော့နောက်ထပ်ဂျူပါယုံတစ်ခုကတော့အာနာနိစီမာရတဲ့ဂျူပါယုံဖြစ်တယ်ပေါ့နော်အဲကျုပ်အကျမ်းပိုက်ဒီမှာတော့ဟာဘောနော်ဗျာဒိတ်လို့လည်းပြောတယ်ဘောနော်ဗျာဒိတ်လို့လည်းဒိတ်ပြခွင့်ဆိုရယ်ယူပါယုံလို့လည်းပြောတယ်ဘောနော်အင်္ဂလိပ်လိုမှာတော့ vision လို့လည်းပြောတယ်ဆိုတော့အဲ့ဒီမှာကျမယူပါယုံနှစ်ခုအဓိကဘောနော်အာနာနိစီမာဘုရားကတွားပြီးတော့မှာ ယူပါယုံပေးတဲ့ဟာကရှောလူဆိုတဲ့လူပေါ့နော်ရှောလူကတော့နောက်ဆိုရင်ပေါ်လူဖြစ်လာမယ့်လူပေါ့နော်အဲ့ဒီအချိန်မှာသူ့နာမည်ကရှောလူဖြစ်တယ်ပေါ့ပေါ်လူမဖြစ်သေးဘူးဗျလဲဆိုတော့သူကတခင်ဖျားကိုပေါ့နော်မခင်ခရစ်တော်ကိုသူကညင်ပတ်နှိပ်ဆက်တဲ့သူဖြစ်နေတဲ့အချိန်မှာသူ့နာမည်ကရှောလူပဲသူမပြောင်းလဲသေးဘူးပြောင်းလဲပြီးတော့မှသူကပေါ်လူဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့ဒီမှာအနာနီစီမှာဖျားကသွားပြီးတော့ယူပါယုံပေးတဲ့ဟာတခုပေါ့နော်အဲ့ဒီမှာအင်းရှောလူဆိုတဲ့လူတယောက်ဆူတောင်းနေတယ်သူရဲ့ ယူပါယုံထဲမှာလဲเนาะပေါလုရှောလုရဲ့ယူပါယုံထဲမှာလဲပဲယူပါယုံမြင်နေတယ်ပေါ့เนาะအာနာနိဆိုတဲ့နာမည်ရှိတဲ့လူတယောက်ကသူ့ကိုလာပြီးဆုတောင်းပြီးလို့ရှိရင်ပေါ့เนาะဒီသူ့မျက်လုံးပေါ့เนาะပြန်ပြီးတော့မြင်မယ်ဆိုတဲ့ဟာကလည်းသူ့ယူပါယုံမှာမြင်တယ်ဆိုတော့ဖျားရဲ့ယူပါယုံကိုတွေ့တဲ့ဖျားကယူပါယုံနဲ့ပေါ့เนาะရှောလုကိုအနမိတ်လက္ခဏာပြတဲ့အချိန်မှာရှောလုရဲ့မျက်စိကကွယ်သွားတယ်เนาะ၃ရက် သုံးရမြောက်တဲ့နေ့မှာဒီကြားထဲမှာဘုရားကအာနန္ဒီဆိုတဲ့သူရဲ့ဘောနော်တပည့်တော်အမ်တရားကိုသွားပြီးတော့မှာယူပါယုံထဲမှာစကားပြောတဲ့အရာကမင်းရှောလူဆိုတဲ့လူစီတော်နေတော်ဆူတောင်းပြီးလက်တင်ဆူတောင်းပြီးသူမျက်လုံးပြန်နေအောင်ဒါပေမဲ့အာနန္ဒီကတော့မလုပ်ချင်ဘူးနော်ဒီနေရာမှာဘာဖြစ်လဲဆိုတော့သူကြားထားပြီးသားရှောလူဆိုတဲ့လူကငါတို့ခရိယန်တွေကိုနော်ငင်းပတ်နေဆက်တဲ့လူဖြစ်တယ်ဘောနော်ဒါကြောင့်မလို့သူ့မှာဘာကြောင့်သွားဆူတောင်းပြရမလဲဒါပေမဲ့ဘုရားသခင်ကဒီနေရာမှာဘာပြောလဲဆိုတော့သူက ရှောလူကိုသူဘယ်လိုပြောလဲဆိုတော့ရွေးကောက်တော်တစားเนาะ तू อ่ะရှောလူကိုအသုံးပြမှာဖြစ်တယ်เนาะ तू ရှောလူကိုရွေးကောက်တော်တစားဖြစ်အသုံးပြမှာဖြစ်တဲ့အတွက်ကြောင့် तू อ่ะအနန္နိကနေဒီပါယုံပေးတယ်ပြီးတဲ့အခါမှာပေါလုစီမာကအနန္နိကနေလာပြီးတော့မှဆွတောင်းပေးမယ့်ယူပါယုံကိုပေးတယ်ဆိုတော့ဒီနေရာမှာသခင်အပြားသခင်ကနေပြီးတော့ကျမတို့ရဲ့ယူပါယုံတစ်ခုကို match လုပ်တာနော် match လုပ်ရတဲ့အကြောင်းကိုကျမကဟိုဒီယူပါယုံနဲ့ပတ်သက်ရင်ကျမပြောတာပါဆိုတော့ ရားသခင်ကအာနာနိရဲ့ကိုပေးတဲ့ယူပါရုံနဲ့ဒီကရှောလူကိုသူပေးတဲ့ယူပါရုံနော်ရှောလူကလည်းအာနာနိဆိုတဲ့လူကြောက်လာပြီးတော့သူမျက်စိဘောနော်ဒီမမြင်တာကိုမြင်အောင်ဆူတောင်းပေးမယ်ဆိုတဲ့ယူပါရုံကိုရတဲ့အချိန်မှာအာနာနိကလည်းဘုရားသူစီခိုင်းနေတယ်ဆိုတော့ဒီမှာယူပါရုံကခုကမက်ဖြစ်သွားတဲ့အခါမှာဘာဖြစ်လဲ confirmation နော်ဘုရားစီက confirmation ကပေါ်လူအာ ပေါ်လူဆိုတဲ့အချိန်မှာကျွန်တော်ရှောလူစီမှာလာတဲ့ဟာကမျက်စိမြင်ဖို့အတွက်ကိုဒီယူပါရုံတစ်ခုကရတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ရှောလူရဲ့ဒီမျက်လုံးကပေါ့နော်ပြင်မြင်သွားတယ်ဆိုတာကိုဒီမှာကျွန်မကပြောချင်တာဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့ဒီနေရာမှာကျွန်တော်တို့ရဲ့အမ်ကျွန်တော်တို့ရဲ့ယုံကြည်တဲ့သူတွေအသက်တာထဲမှာပေါ့နော်ယုံကြည်သူတွေတက်တာထဲမှာ one in the spirit ကျွန်တော်တို့ပြီးခဲ့တဲ့ပတ်ကဒီလထဲမှာကျွန်တော်တို့အယံကို enjoy ဖြစ်နေတဲ့ enjoy ဖြစ်တယ်ဆိုတာဒီလိုပြောနေတာမဟုတ်เนาะကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာ enjoy ဖြစ်နေတဲ့ကျွန်တော်တို့ worship အချင်းတပုတ်เนาะ one in the spirit ဆိုတဲ့ဟာကကျွန်တော်တို့အယံဟောဒီနေရာမှာကျွန်မကဖတ်တဲ့အခါမှာခေါင်းထဲမှာကျွန်မဝင်လာတယ်အော် we are one in the spirit so one in the spirit ဆိုတဲ့အချိန်မှာဒီအခါမှာယူပါရင်ကလည်းဒီလိုပဲပေါ့เนาะ ီဘက်တယောက်ကိုပြောတဲ့အချိန်မှာဒီဘက်တယောက်ကိုလည်း confirmation နဲ့ဖျားကလုတ်ပြီးတော့မှဒီယူပါရုံကိုအတီးပြုတ်ပြီးတော့မှအတီးပြုတ်ခံရတဲ့အချိန်မှာဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုရင် transformation ဖြစ်သွားတယ်ပေါ့နော်တောင်းလဲခြင်းဖြစ်သွားတယ်အဲ့ဒီတောင်းလဲခြင်းကရှောလူရဲ့အသက်တာကိုပေါ်လူဆိုပြီးတော့မှပြောင်းလဲခြင်းဖြစ်သွားပြီးတော့လူတွေကိုပေါ့နော်ခရီးယန်ဆိုတာနဲ့ညင်ပန်းနှိပ်စက်တက်ဖြတ်ခြင်းနဲ့ရှောလူကသူ့ရဲ့အသက်တာပြောင်းလဲမှုမှာဆိုလို့ရှိရင်ပေါ့နော်နောက်ပိုင်းမှာတကယ် သခင်ခရစ်တော်ကဘုရားသခင်ရဲ့သားတော်ဖြစ်တယ်เนาะကယ်တင်ရှင်ဖြစ်တယ်ဆိုတာကိုရရဲ့တောင်းပေါ့เนาะပြောကြတဲ့လူဖြစ်လာတယ်ဘုရားသခင်ရွေးကောက်တော်တစားเนาะရွေးကောက်တော်တစားဆိုတဲ့နေရာမှာကျွန်တော်တို့ဒီအာတမန်တော်ပေါ့เนาะ65ပါပေါ့เนาะကျွန်တော်တို့65ကိုတစ်ချက်တော့ကျွန်တော်နည်းနည်းဖတ်ကြည့်မယ်ပေါ့เนาะ65 65 65မှာဆိုရင်ဒီမှာကျွန်တော်တို့ဖတ်ကြအောင် သို့တော်လည်းခင်ဗျားကသွားတော့ချိုးသူသည်လူမျိုးချများဘင်းများအစူလူမျိုးများရှိလို့မအကြောင်းကိုပြောချရမယ်မိဘတော်တစားတလားတီသူသည်အမိနာမကြောင့်မိများဒုက္ခခံရမည်ကိုငါကိုယ်တိုင်သူအားပြမယူမိန်တော်မူကျမတို့အလုံးသိတယ်ရှင်ဘောလူရဲ့အတ္တတာကဘလောက်တောင်မှပေါ့နော်ဒီသခင်ဖျားအတွက်ကြောင့်မလို့သူကဘလောက်ဒုက္ခခံရလဲ ော်ဒုက္ခဆင်းရဲခံရလဲဆိုတာကျွန်တော်တို့သိတယ်ဒါပေမဲ့ဒီနေရာမှာယူပါယုံကိုယူပါယုံကိုကျွန်တော်တို့အတီးကျူးလိုက်ပြီးတဲ့အခါမှာ transformation ဖြစ်သွားတယ်ဘောလူရဲ့အသက်တာဘောနော်ဒါကသူဘလောက်ကြီးကိုဒုက္ခဆင်းရဲခံရမယ်ဆိုတာပြောတယ်ဒါပေမဲ့တော့ကျွန်တော်တို့အလုံးသိတယ်ရှင်ဘောလူကကျွန်တော်တို့ရဲ့ဒီခရိယန်ရဲ့အသက်တာမှာဆိုတကယ်ပဲဘောနော်ဒီပြာကျွေးကအုံပြတဲ့တစားဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိရတယ်ဘောနော်ဆိုတော့အဲ့မှာနောက်ထပ်ဒါကိုကျွန်မကဗာနဲ့ပြန်ချိန်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ ဟို YCN ပေါ့နော် YCN ရဲ့ mission statement vision နဲ့ပေါ့နော်ကျွန်တော် mission statement ကျွန်တော်တို့ပထမအပတ်မှာကျွန်တော်တို့ပြောသွားပါတယ်ကျွန်တော်မှတ်မိကြတဲ့လူရှိလားပေါ့ဆိုတော့အမ်အဲ့တော့ဘာသာပြန်နေလည်းဖြစ်တယ်ပေါ့နော်နည်းနည်းလေးရှိတယ်ဆိုတော့ကျွန်မကဒီမှာတော့ဟိုကျွန်မရဲ့ဟိုဘာသာပြန်နေပဲကျွန်တော်ရဲ့ mission statement ပေါ့နော် အာကျမတို့ YCM ရဲ့ mission statement ကို ပြန်ပြီးတော့မှကြောညာကြောညာပြီးချင်တယ်ပေါ့နော်ဆိုတော့ဒီ statement ကပါလဲဆိုလို့ရှိရင်ကျမတို့ဒီ YCM တင်းတော်ရဲ့တည်ရှိမှုဟာဆိုလို့ရှိရင်လူငယ်တွေကိုဖျားနိုင်ငံတော်တွင်ရောက်ရှိဖို့တပည့်တော်ဖြစ်လာဖို့နော်တိုးတက်ပေါ့နော်စွန့်ရင်မြင့်တင်ပေးဖို့ပြီးတော့သူတို့ကိုပေါ့နော် no sort ပေးဖို့ဖြစ်တယ်ပေါ့နော်ကျမတို့ဒီလိုလှောက်ဆောင်တဲ့အခါမှာဆိုလို့ရှိရင်အရှိန်အဟုန်နဲ့တကိုးပါပြီးတော့လူရော်နဲ့ညီပြီးတော့မှတမာတရားကြီးညီတော့ကိုးွယ်ချင်း တရားသီသနာဝေငှတင်ကြားခြင်းနဲ့ဝုက္ကဟိုကိုးကွယ်ဝတ်ပြုခြင်းအစီအစဉ်တွေကိုမိသားစုတစ်ခုတစ်ခုတစ်ပွဲခံစားရတဲ့ပတ်ဝန်းကျင်တစ်ခုထဲမှာလှုပ်ဆောင်သွားဖို့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ကကျွန်တော်တို့အတင်းတော်ရဲ့မရှင်ကိုဟိုတစ်ခေါက်ပြောထားပြီဒါပေမဲ့ကျွန်တော်တို့မှာလောလောဆယ်မှာအတင်းတော်ရဲ့ကိုပိုင်နေရာမရှိတဲ့ခါကျတော့ကျွန်တော်တို့ရဲ့ mission statement တွေကိုကျွန်တော်တို့ပေါ့နော်အဲကျွန်တော်တို့ရဲ့မိသားစုဝင်တွေတည်အောင်ကျွန်တော်တို့ပေါ့နော် မချပြထားနိုင်ဘူးပေါ့နော်ဒီအထက်မှာပုံမှန်မချပြထားနိုင်ဘူးဆိုတော့ကျမတို့ကဂျူတင်ပြင်ဆင်တဲ့အနေနဲ့ကျမကဒီ vision ပေါ့နော်ကျမတို့ vision vision ကို ပြန်ပြီးတော့ပြောချင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျမတို့ကကျမတို့ပြောတဲ့အခါမှာဒီမှာရှိတဲ့ကျမတို့ရဲ့ vision မိသားစုဝင်တယောက်စီတိုင်းပေါ့နော်အဲလူငယ်တွေဆိုတော့လူငယ်တွေလို့ပြောတဲ့အခါကျတော့ခုနကကျမပြောသူလိုပေါ့နော် လူကြီးတွေကသူတို့အတွက်မပေါ်လို့ထင်စရာရှိတယ်เนาะဒါပေမဲ့ကျွန်တော်တို့မိသားစုဆိုတဲ့ environment ပေါ့เนาะပတ်ဝန်းကျင်တစ်ခုထဲမှာကျွန်တော်တို့ပုံစံတစ်ခုကိုကျွန်တော်တို့ဒီဆောက်မှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့မိသားစုဒီမှာမိခင်ဖတ်ခင်တွေကလည်းတာဝန်ရှိပါတယ်เนาะကိုသားသမီးတွေရဲ့လူငယ်တွေပေါ့เนาะသူတို့ကိုကျွန်တော်တို့ဘာတွေတက်ဆင်ပေးရမလဲဆိုတာကိုဒီမှာရှိတယ် ူကြီးတယောက်စီတိုင်းကလည်းတာလို့ရှိတာဖြစ်တယ်ပေါ့နော်ဒါကြောင့်လို့လူငယ်လူတက်ဆင်ပြီးတော့လူကြီးတွေကအမှုဆောင်ပေးလို့ဆိုလို့ရှိရင်ဘသူတွေကပါတော့တက်ဆင်ပြီးမှလည်းဒီလူငယ်တွေပေါ့နော်ဆိုတော့အဲ့ဒါကကျမတို့အနေနဲ့ပြန်လဲစင်ချင်ပြီးဖို့ဖြစ်ပါတယ်ဒါဆိုရင်ကျမတို့မှာ vision တွေရှိပါသလားကျမတို့ vision အတွက်ဒီမှာရှိတဲ့ကျမတို့ vision မိသားစုဝင်တိုင်းဝင်ရှိပါတယ်ကျမတို့အတင်းတော်ကနေပြီးတော့ပေါ့နော်ဖျားခွဲခံထားတဲ့ ဘူးဆောင်သူတွေကတော့ကျမတို့ကို vision statement ပေါ့နော် mission statement ပဲပြော vision statement ပဲပြောပြောပေါ့နော်ကျမတို့ချထားပြီဒါပေမဲ့ကျမတို့ဒီမှာပါဝင်နေတဲ့ကျမတို့မိသားစုတွေတယောက်စီတိုင်းမှာဗာ vision တွေရှိပါသေးတယ်ပေါ့နော်ဆိုလို့ရှိရင်နည်းနည်းတော့ကျမတို့ဟိုစဉ်းစားကြမယ်ပေါ့နော်ဆိုတော့ဒါကလည်းဒီမှာရှင်းလို့ဘာမှမဟုတ်ပါဘူးကျမအတွက်လည်းပဲဒီ vision ဆိုတဲ့စကားလုံးကြိုင်ကျမကြောက်ဘာဖြစ်လို့ဆိုတော့ ကျွန်တော်ဖြေရုံနော်မဖြေရုံဘာဖြစ်လို့ဆိုဖြေလိုက်တဲ့အဖြေမှာပါပါလေတောင်းယူပါတယ်တောင်းယူပါတဲ့ခါကျတော့ကျွန်မဒီဟာလာပြီဆိုကျွန်မအရန်ကြောက်တယ်ကျွန်မမဖြေရုံဖြေလိုက်တဲ့စကလုံးစကလုံးတိုင်းမှာဖခင်ကတောင်းယူသွားပြီတောင်းယူသွားတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်မကအရန်ကြောက်တယ်ကြောက်ပေမဲ့ဒါပေမဲ့ဒီနေ့မှာဖခင်ကထောက် break through နော် break through ကျွန်မတို့ break through လောက်ခိုင်းတာဖြစ်တယ်နော်ကိုယ်ကလည်းအကုန် break through လောက်ပြီးတော့ဘာဖြစ်လဲ အရှိမရောက်လာတယ်ပေါ့နော်ကျွန်မကစပါတော့အရှိမရောက်လာတယ်ဆိုနောက်ရောက်လာမယ့်ဒီအများကြီးရှိသေးတယ်ပေါ့နော်ဆိုတော့ဒီလိုဆိုလို့ရှိရင်ကျွန်မကဒီမှာရှိတဲ့လူတွေပေါ့နော်ဒီဟာကအခြေခံဖြစ်တယ်ဘုရားရဲ့နိုင်ငံတော်တွေကိုကျွန်တော်ဝိနည်းတတော်အပေါင်းဆိုတဲ့စကားကတော့မပြောသေးပါဘူးနော်ဘုရားသခင်ရဲ့မဟာစီခိုင်းချက်ဖြစ်တဲ့ဝိနည်းတတော်အပေါင်းကိုသွားပြီးပြောတာမပြောသေးပါဘူးကျွန်တော် YCF family တဲ့မှာရှိတဲ့ပေါ့နော်သူတွေအတွက်ကိုပဲရှိနေတဲ့လူငယ်တွေ ဘောနော်ကျွန်မအနာကမျိုးဆက်တစ်တီမျိုးဆက်ဟောင်းနေဘောနော်အဲ့ဒါကိုပဲကျွန်မတို့ကဘောနော်ဖျားနိုင်ငံတော်တွေကိုပဲခေါ်ဖို့ကျွန်မတို့မှာဘာဗီရှင်ကြီးရှိလဲဘောနော်အဲ့ဒါလေးကိုကျွန်မပြင်ပြီးတော့မှအာမြေကုန်လေးမင်းစင်တယ်ဒါပေမဲ့ကျွန်မအဖြစ်လေးတစ်ခုပေးတာပါသေးတယ်စိတ်မကူပါနဲ့ငါမှတော့ဘာဗီရှင်မှမရှိဘူးဟာငါဘာဗီရှင်ရှိတယ်ကျွန်မအဲ့ဒီခံစားချက်ရှိကိုကျွန်မနားလေပါတယ်စိတ်မကူပါနဲ့ we are one in the spirit ဖြစ်ပါတယ်ဆိုတော့ကျွန်မတို့က god center vision ရှိရပါပြီ ကျွန်တော်တို့ vision လို့ပြောလိုက်တယ်ဟာငါဆရာဝန်ဖြစ်ချင်တယ် vision လားငါဘာဖြစ်လဲငါတကယ်ဟိုပါလဲစီးပွားရေး empire တစ်ခုလုပ်မယ် vision လားအဲ့ဒါလည်းရှိလို့ရပါတယ်လောကအတွက်เนาะဒါပေမဲ့ကျွန်တော်တို့အဲ့ဒီဘာမှမစင်းစားတော့ဆိုကျွန်မဒီနေ့မှာကျွန်မကနေပြီးတော့အပြည့်လေးတစ်ခုပေးချင်ပါတယ်လို့เนาะကျွန်မတို့ vision in christ ပေါ့เนาะ เนาะကျွန်တော် vision in christ ကိုကျွန်တော်တို့စဉ်းစားလို့ရပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဖခင်ရဲ့ vision ကပါလေ။ကျွန်တော်တို့တရားစီတိုင်းကိုဖခင်နိုင်ငံတော်တွေကိုခေါ်ချင်တဲ့ဟာဖြစ်တယ်။ဆိုတော့ဖခင်နိုင်ငံတော်တွေကိုကျွန်တော်တို့လူတွေကိုခေါ်နိုင်ဖို့အတွက်ကျွန်တော်တို့ကိုယ်တိုင်လည်းရောက်သွားပြီးတော့မှလူကိုခေါ်နိုင်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့တခြားလောကနဲ့ပတ်သက်တဲ့ vision တွေကိုကျမတို့တက္ကံထားတာလို့ရပါတယ်။မသေးချာသေးဘူးဆိုလည်းထားတာလို့ရတယ်။ဒါပေမဲ့အခုချိန်မှာဒီနေ့ကစပြီးတော့ကျမကပြင်ပြီးတော့မှစိန်ခေါ်ချင်တာကတော့ကျမတို့ God center ပေါ့နော် vision ကိုကျောင်းဝိုင်းစင်ထဲမှာထားဖို့လိုနေပါပြီလို့ပေါ့နော်ဒါကြောင့်မလို့ကျမတို့ကဖျားနိုင်ငံတော်ထဲမှာဘာ vision တခုတော့ကျမတို့တူတူထားပြီးတော့လှုပ်ဆောင်ကြမယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးနဲ့ပဲအဲကျမက ဒီပထမပိုင်းရဲ့7မိနစ်ပေါ့နော်7မိနစ်တော့ကြော်ရလာတော့မသိပေါ့နော်ဆိုတော့အလားလေးနဲ့ကျွန်မခွန်အားပြချင်နေပေါ့နော်ဆိုတော့အားလုံးကိုပြန်ပြင်ကောင်းချီးပေးပါစေဆက်လက်ပြီးတော့ကျွန်တော်တို့ပေါ့နော်ဆ iam မဝိခိုင်ကိုဖိတ်ခေါ်ပါတယ်ဆိုကျွန်တော်တို့နှစ်ယောက်ကတော့ပေါ့နော်ချိတ်ဆက်ထားတာတော့မရှိဘူးဒါပေမဲ့တော့ကျွန်တော်တို့ပြန်ပြော